မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့2026အာဆီယံဆူဇကီပြိုင်ပွဲဟာစီနီယာလက်ရွေးစင်ကစားသမားတွေအတွက်နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ဦးတန်းတိုးအောင်ကတတိပေးပြောဆိုလိုက်ပါတယ်။ဘာကြောင့်သူကအခုလိုပြောဆိုလိုက်တာလဲ။လက်ရွေးစင်တင်လူစင်းမှာရောစီနီယာကစားသမားဗန်နျောက်တီပါဝင်တယ်လေစာရာတွေကိုတရင်အေဒါကွဲရင်ထီကတရင်ရယူပေးထားပါဗျ။မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံခြင်းမှမယ်2016အာဆီယံဆူဇူကီပြိုင်ပွဲဟာစီနီယာလက်ရွေးစင်ကစားသမားတွေအတွက်နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ဦးတန်းတိုးအောင်ကသတိပေးပြောဆိုလိုက်ပါဗျ မြန်မာလူပြည်စင်ဘောလုံးသင်းဟာ2016အာဆီယံဆူဇူကီဖလားပြိုင်ပွဲအုပ်စုခဝေးမှာဗီယက်နမ်မလေးရှားခြေစပွဲအောင်သင်းတွေနဲ့တအုပ်စုတွေကြားရောက်နေပြီးဘောလုံးပွဲတက်ရောက်နိုင်ဖို့မျှော်လင့်ထားပါတယ်။ကျွန်တော်ကဒီလို တို့ senior player တွေအတွက်ကကျွန်တော်တို့ကြီးညာပြီးတော့ပေါ့သူတို့မှနာမည်ကျော်ကြတာပဲရှိတယ်သို့တော့တစ်စိတ်တစ်ခုမှမရဘူးကျွန်တော်ပြောသဘောပေါက်တယ်ကျွန်တော်ဒီ suite kit တော့လို့တစ်စိတ်တွေမရဘူးအဲ့တော့ကျွန်တော်သူတို့အသက်ကြီးတာတဲ့အချိန်မှာတစ်စိတ်ကပဲတက်စီကြတယ်ဟိုဘယ်တော့နာမည်ကြီးရဆိုတာတက်စီအဲ့တော့သူတို့လည်းကျွန်တော်ပြောတယ်ဒါမင်းတို့ကိုပြီးမှသူ champion ပြောင်းမှာဒါမင်းတို့ရဲ့ကလက်အဲ့ဒါဒီမမမြရဲ့သူတို့ကတော့ senior player တွေကတော့ level ကြီးနေတာပေါ့ ဆူဇူကီဘလားပြိုင်ပွဲအတွက်ရွေးချယ်ထားတဲ့မြန်မာလူ့ရေးစင်တင်လူစင်းမှာဝါရင်ကစားသမားတွေအနေနဲ့ဇော်မင်းထွန်းဝင်းမင်းထွန်းဒေးဗစ်ထန်ရန်အောင်ကျော်စတဲ့ကစားသမားတွေပါဝင်နေပါဗျ။မြမလူရည်စင်ဝါရင်ကစားသမားတူဦးဖြစ်တဲ့ဇော်မင်းထွန်းကတော့ဆူဇူကီပြိုင်ပွဲမျောလင်းချက်နဲ့ပတ်သက်ပြီးအခုလိုပြောပါဗျ။အားမပြောချင်ပါဘူး။ကျွန်တော်ပွဲပွဲကြမှာပဲကြည့်ပါသိရမှာကျွန်တော်ကအားမကြိုးပြီးတော့လည်းမမှန်းယူတာ။ဟုတ်ကဲ့ကျွန်တော်ကြိုးပြီးတော့ပြောလို့ရှိရင်ပိတ်သက်တည်းကမဖြစ်လာရင်ကျွန်တော်တို့ပါပြပါမယ်။အားမပြောကျွန်တော်လည်းပါပြောပွဲကြမှာပဲအကောင်းဆုံးပြောရမှာလေ။ဟုတ်ကဲ့ တ်လိုချင်တယ်ကျွန်တော်လိုချင်တဲ့ target မှာလည်းဆွေးကြတယ်ကျွန်တော်လည်းတော့ကျရှင်လို့ကျွန်တော်ကအပေါင်းလို့ပြောပါမယ်2016 Suzuki Pla ပြိုင်ပွဲဝင်မယ်မြန်မာလေးစဉ်ဘောလုံးအသင်းရဲ့ပြည်မြအသက်ဟာ25ဝန်းကျင်မှာပဲရှိပြီးလက်ရွေးစဉ်အသင်းတမိုင်းတစ်လျှောက်အသက်အငယ်ဆုံးအသင်းဖြစ်ပါတယ်မြန်မာအသင်းဟာ2016 Suzuki ပြိုင်ပွဲအဖွင့်ပွဲအဖြစ်နိုဝင်ဘာ20မှာ VNN အသင်းနဲ့ကစားရမှာဖြစ်ပါတယ်